crypto မှာမျက်စိနဲ့သလို့ရှိရင်မျက်အောင် trade တဲ့သူတွေအတိုင်း live trade တပ်ဖို့လိုပါတယ်။ဒီအတွက် crypto တထွေတွေဘာတွေဝင်နေလဲဆိုတာကိုသိဖို့လိုပါတယ်။ crypto လောကကအရန်ပွင့်နေမြင်တာလို့ဘသူကပါဝင်နေလဲဆိုတာကိုရှင်းပြခံလို့ရပါတယ်။ပြီးတော့ပွင့်လို့ခေါ်တဲ့တထွေကြီးတွေဘာတွေအရန်ဝယ်နေလဲရောင်းနေလဲကိုအစီအခံပြီးတော့ foreign live trade ရင်အမြင်ရနိုင်မှာတည်းရဲ့။ကိုယ်ပိုင် experience တခုပြောရမယ်ဆိုလို့ရှိရင်မနစ်ကနှစ်ကောင်လောက်မှာဝေးတယောက်က token me ဆိုတဲ့ base token တခုကိုခွဲခွဲဝယ်နေတာမြင်လို့ foreign ဝယ်ထားခဲ့လိုက်ပါတယ်။ ဒီကိလကပဲသူ့ကို point base မှာ list လိုက်လို့နှဆကြောင့်နဲ့ခဲ့ပူပါရယ်။ဒါပေမဲ့သူတို့ဝယ်တာ live ဝယ်တာကတရားရဂိုင်းတော့ညက်မယ်တော့မဟုတ်တာတော့တတိပြုတ်တယ်ပါရယ်။ဒါကြောင့်ဒီနေ့မှာတော့ Way Wallet တွေဘယ်လိုခြေရခံရမလဲ။ဒီကတစင်တကယ်မျက်နိုင်တဲ့ token တွေကိုဘယ်လိုရှာရမလဲဆိုရယ်။ Toyon Channel တွေကမပေးဘူးသေးတဲ့ personal insight တွေပါအလကားပြောပြပေးမှာမို့လို့စက်ကြည့်ပေးတင်ပါရယ်။အရင်ဆုံးဘာဖြစ်လို့ Way တွေရဲ့ wallet ကိုခြေရခံတဲ့လဲဆိုတော့ကိုပြောပြပါမယ်။ အရင်2023လောက်ကနေမတူတာကအခုတနည်းကို crypto token တွေကယာနဲ့ခြေပြီးထွက်နေရပါဆိုလိုတာက token တွေဖောင်းပွားနေလို့ဘယ်ဟာကိုဝယ်ရမလဲကိုဟာကိုရမှလဲကြည့်ရရင်တရက်ကို3ငွေလောက်ပဲအိတ်လို့ရပါလိမ့်မယ်ဒီအချိန်မှာ work harder မဟုတ်ဘဲနဲ့ work smarter ဖြစ်ဖို့ကဝေးတတိရရဲ့ wallet တွေကဘာတွေဝယ်လဲလိုက်ကြည့်မယ်ဆိုရင်အရင်ကလိုတနည်းကို token 100လောက်လိုက်စနေရမယ်အစားအခု20လောက်ကိုပဲတေးချလေး research လုပ်မိုင်မှာပေါ့ဘာဖြစ်လို့လဲဆိုတော့ဝေးတွေက crypto market ကြီးကြီးစိုး နိုင်တဲ့သူတွေဖြစ်သောသူတို့ရဲ့ transition ဝယ်ချင်းရောင်းချင်းတွေကဈေးကွက်ကိုတည်ရမှုများစွာဖြစ်စေနိုင်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်။ဒါပြင်စီးပွားရေးလောကတွေတဲ့ crypto တမျိုးရင်းမှာပဲကိုထက်ချမ်းသာတဲ့သူတွေဘာတွေလုပ်နေလဲပုံမှန်နဲ့နဲ့ကြည့်လို့ရတဲ့နေရာတစ်ခုဖြစ်လို့ဒီအခွင့်အရေးကိုအသုံးချတတ်ပါတယ်။ဒါဆိုဝယ်ဝယ်လက်တွေကိုဘယ်လိုခြေရောက်ခံမလဲ။ blockchain ဒီပညာကြောင့် Quay Wallet တွေကိုတိုက်ရိုက်ခြေရခံနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။နံပါတ်၁ကတော့ blockchain explorer သုံးချက်။ blockchain ဟာ public ledger အများသိနိုင်တဲ့စာရင်းဖြစ်တဲ့အတွက်ကြောင့်မလို့တတိယရေပါရောင်းပါဝင်နေလဲဆိုရဲအဝေး transaction စာရင်းတွေကိုလည်းကြည့်လို့ရနိုင်ပါတယ်။ Ether scan Ether blockchain အတွက် PSC scan PMB ချင်းအတွက် Soul scan Solana အတွက် Dual site တွေမှာ wallet address တခုကိုရှာပြီးတော့ durable transaction လုပ်နိုင်တယ်ဆိုတာကိုကြည့်လို့ရပါတယ်။ဒါပေမဲ့အဲ wallet address ကိုဘယ်လိုအရင်ရှာရမလဲနံပါတ်2 pay tracking tools တွေအသုံးပြုခြင်းနဲ့ဖြစ်နိုင်ပါတယ် crypto way တွေရဲ့ transaction တွေကို automatic ခြေရခနိုင်တဲ့ tools တွေပါ twitter xma pay alert look and change အစရှိတဲ့ account တွေကို noti on ထားသင့်ပါတယ်ပြီးတော့ Akam Intelligence လို့ခေါ်တဲ့ Wallet Tracking လို့လို့ရတဲ့ Choose ကိုအသုံးပြုနိုင်ပါတယ်။အကဲပြည့်အသုံးပြုနည်းတွေကိုတေချာသိချင်တယ်ဆိုလို့ရှိရင် comment မှာပြောပြပေးခဲ့လို့ရပါတယ်။ဒါဆိုလို့ရှိရင်တက်တက်ဗီဒီယိုထုတ်ပေးပါမယ်။ဘေဟာကမြန်မာနဲ့အလိမ့်နဲ့ တတိယဆိုတာရောလို့ရတဲ့တဲမှာ crypto မပါပါဘူးအချို့လူတွေကသူတို့ address ကိုသူများရဲ့ခြေရခံပြီးလက်ဝယ်မှာတည်လို့သူတို့ကိုယ်တိုင်ထုတ်ထားတဲ့ token တွေကိုဟန်ပြဝယ်တတ်ပါတယ်။တမင်ငါးစာချပေးတဲ့ပုံပေါ့ဒီနေ့နဲ့ပုံမချမ်းသာလာတဲ့သူတွေအများကြီးပါပဲ။ဒါကြောင့် wave wallet transition တွေကိုအမြဲတမ်းတောင်းတပြီးရောခြေရခံနေဖို့အရေးကြီးပါတယ်။ ကိုရိုင်းဘလို့စစ်ဆေးနိုင်မလဲဆိုတော့ကိုအစင်ပြေဆုံးနီးလန့်ကိုပြပြပေးပါမယ်။ဝီတီယောက်ကတိုကင်တစ်ခုကိုယူတီအစီတစ်စိမ့်နဲ့အများကြီးဝယ်လိုက်ပြီးရင်စကန်ဖြစ်နိုင်ခြင်းအရေးညပါရယ်။တကယ်လို့ကိုက point တွေကိုလူမသွားချင်မှုဆိုရင်တော့အခုလို့ဝီတီယောက်အများကြီးဝယ်လိုက်ရင်ကိုရင်းနေကြရဲ့ဆရာပိုင်းတော့တော့ပဲလိုက်ရင်တင်ပါရယ်။သဘောအကျဆုံးကတော့သူတို့ဖြည့်ဖြည့်ချင်းဝယ်ဝယ်စုနေတဲ့တိုကင်တွေကိုပါ အဲ့ဒါကို accumulation ကိုခေါ်ပါတယ်။ဥပမာတခါရဒေါ်လာ3000ဘူကောက်ဝယ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ဒီတစ်ပတ်မှာဒေါ်လာ2000၊နောက်တစ်ပတ်မှာဒေါ်လာ3000ဆက်တဲ့ဖြင့်ခွဲခွဲပြီးတော့ဝယ်စုနေတယ်ဆိုလို့ရှိရင်တော့ကိုယ်လည်း live ဝယ်စုတင်ပါပြီ။ပြီးတော့ပွေးတွေကရယူသသနဲ့တကယ်အမြင်ရစင်တာဆိုလို့ရှိရင်သူတို့ရဲ့ crypto ပို့ chain, finance, okay, school points, sorry, trading platform တွေမသွေးမဲ့နဲ့ Tisa wallet, MetaMask, Trust wallet, Ledger, Trezor, sorry တွေမှာသိမ်းထားတတ်ပါတယ်။ အချိန်နဲ့မှမထားထားဘူးဆိုတာကမယောင်းမဲ့နဲ့ကြာကြာတင်ထားချင်တဲ့ကွပြတာပါ long term huge investment သဘောရှိနိုင်ပါတယ် personally အသုံးပြုရဲ view ဟာကပါလေကိုယ်တိုင်အသုံးပြုရနေကတော့ trader a small bitcoin တွေကိုဘယ်တစ်ချီတွေက follow လုပ်လဲ retrace လုပ်လဲဆိုတာပေါ့လိုက်ကြည့်ပါတယ် ဲ့ဒီကွာရဲ့ transition နေတဲ့မှာဘယ် wallet ကနည်းနည်းစီခွဲဝဲနေလဲပြီးတော့ဘယ်အိတ်စင်းတွေကိုမှမပို့ထားဘူးလဲဆိုတာကိုဖြေရပါမယ်။တခုရှိတာကပွေးဝယ်တိုင်းဝယ်တာထက်ကိုယ်တိုင် research လုပ်ရမှာပါ။ main coin တွေကခဏလေးနဲ့သုံးလေးစရနိုင်နေဆိုပေမဲ့တကယ်အသုံးဝင်တဲ့ utility token တွေကိုအသာပေးဝယ်သင့်ပါတယ်။ဒီလောက် solution ရတော့ပွေး wallet သဘောတရားနဲ့ဘယ်လိုအကျပ်ဖြစ်လိုက်ဝယ်လို့ရမလဲဆိုတာကိုနားလည်တော့လဲမယ်လို့ထင်ပါတယ်။ crypto main bank ကဘယ် crypto တွေထည့်ပါဆိုပြီးရင်းနှီးမြှုပ်နှံဖို့ financial advice လုံးဝမပေးပါဘူး။အားလုံး cryptocurrency ကြောင့် လေးပေါ်တာနားလေးရှယ်လုပ်ပေးနေတာဖြစ်ပါတယ်ဒီလိုမျိုးခရစ်ပီကြောင်းနေလေးတိုင်းရတာစင်ဝင်စားရဆိုလို့ရှိရင်တော့ Crypto Maker Channel ကို Like and Follow လုပ်ထားပြီးတော့ Huawei ကိုကြာ Main Channel မိခွန်းနေအတွက် Crypto Maker Telegram Group ကို Join မိမှာမေးလို့ရပါတယ် Group Link ကို Deposit အောက်မှာခြားထားပေးပါမယ်အကယ်၍ကိုက Binance account တခုမရှိသေးဘူးဆိုလို့ရှိရင် UUID နဲ့ Binance account မဟုတ်ပေနဲ့ trading free 20% discount နဲ့ crypto maker campaign တွေက reward တွေကိုရနိုင်မှုအတွက်အခုပြထားတဲ့ crypto maker offer ကိုနဲ့ Binance account တခုဖွင့်လာလို့ရပါတယ်။ တကယ်လို့များကိုကတိကုတ်တုံးပြီးတော့ Binance account မဖွင့်ခဲ့မိဘူးဆိုလို့ရှိရင်ဘယ်လိုမျိုးပြန်တော့လုံးရလဲဆိုတော့ကို Crypto Mate ရဲ့ Telegram group ထဲမှာပြသပေးထားတာရှိရဖြစ်ချောမလို့ဝင်ကြည့်လို့ရပါတယ်။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။အားလုံးမဲ့ note video မှာတင်လေးချရပါတော့။